နေတော့ပြောရတဲ့ဇာတ်ချီပါတယ်ဘုံထောင်တိုင်းတော်လိုက်မဟုတ်ဘူးဒါပြည်သူအစိတ်ကတဲ့ဇကလုံးနေဗျဘာလို့ဆိုဒီဘက်မှာရှိတယ်ကျွန်တော်တို့တော်လိုက်ဘက်ကဘက်တော်သားတွေမသိရင်ကျွန်တော်တို့ကဘုံထောင်ပြီးတော့ဖျက်ဆီးနေတယ်ဆိုတော့ပုံစံမျိုးတက်ရအောင်တုံးလုံးတာဒါကပြည်သူကိုစိုက်ွားထက်အစိတ်ခက်တယ်သူတို့လင်းမြန်နဲ့ဘုံကျဲနေတာကြတော့တခွန်းတပါးသားမှမဟုတ်အာပါလဲဆိုသူတို့တုံးတဲ့အတုံးလုံးကကျွန်တော်တို့နာစီခစ်ခါလိုပဲနော်အရန်ကြောက်ဖို့ကောင်းတယ် ြည်သူကိုအမှုပညာရှင်နဲ့ပေါင်းပြီးအစိတ်ခတ်တာအဲ့ဒီအမှုပညာရှင်တွေကလေအဲ့ဒီအစိတ်ခတ်တဲ့စကားလုံးကိုလိုလိုလားလားပြောတာဗျာကျွန်တော်လည်းဘလို့စိတ်နဲ့ပြောလဲဆိုတော့စဉ်းစားလို့မရဘူးပြည်သူကတော့သူတို့လက်ခုပ် TV လက်ဝါး TV အားပေးခဲ့တာပြည်သူတွေအကုန်လုံးကပြောတယ်ဇက်ခုံပေါ်ရောက်ရောက် stage ဆင်ပေါ်ရောက်ရောက်သူတို့ပြောတယ်စကားလုံးအသုံးလုံးနေကြီးတယ်ပြည်သူကကြွေးတယ်ပြည်သူကမွေးတယ်တားကလေးပါသူတို့အမှုပညာရှင်တွေထဲမှာဘောမှနေတဲ့အမှုပညာရှင်တွေအကုန်လုံးက တေးကြတဲ့နောက်ထပ်မှာဂလုံးစိုးတွေပြန်မှာပတ်စောစစ်တပ်နဲ့ပေါင်းပြီးတော့တိုင်းပြည်ကိုဖျက်ဆီးတာလေကိုအောင်တော်ရေကျွန်တော်တို့ဒီဒုတိယအကြိမ်အခုအလဲပေးနေတယ်ဗောနော်ရှေ့မှာလည်းကျွန်တော်တို့တွေကိုပေါက်စီလည်းတင်ပြပြီးပြီအခုလည်းတင်ပြပြီဆိုတော့အမှုပညာရှင်တွေဆိုတာကကျွန်တော်တို့ရက်ွက်แท้မှာကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ပြောတဲ့စကားကိုလူ2ယောက်3ယောက်ပဲနားထောင်မယ်သူတို့ကလက်ခံနေလဲလက်ခံမယ်စန့်ကျင်နေလဲစန့်ကျင်မယ်အမှုပညာရှင်ဆိုတဲ့ပုံကိုယ်တွေကကျွန်တော်တို့ကဖန်သားပြင်ပေါ်မှာပိတ်ကားပေါ်မှာเนาะအမှုပညာစင်မြင့်ထက်မှာ နော်စာပေအားဖြင့်စသဖြင့်ပေါ့နော်ဂီတအားဖြင့်ပြည်သူလူထုအားလုံးကသူတို့ပြောသမျှကို ခေါင်းလေးမော့ပြီးကြည်နေရတဲ့ပြည်သူလူထုအဲ့တော့အဲ့ဒီလိုပြည်သူလူထုကိုအစိတ်တွေမှန်သိရတဲ့နဲ့အစိတ်ခတ်နေတဲ့သူတွေမြောင်များစွာရှိတယ်ပေါ့နော်ဆိုတော့ဒါဟာအစိတ်မှန်သိတယ်ဒါဟာမတမာမှုမှန်သိတယ်ဒါဟာအတ္တမမှန်သိတယ်သို့တော်ညာလည်းနှစ်ပေါင်းများစွာမိမိတို့ရဲ့ရက်တီရေးအတွက်မိမိတို့ရဲ့ဟလာအခွင့်အရေးတွေအတွက် နော်နာမည်ကြီးဖို့အတွက်နဲ့ပြည်သူလူထုကိုနှစ်ပေါင်းများစွာအစိတ်ခတ်လာတဲ့အမှုပညာရှင်တွေလည်းအမြောင်များစွာရှိသလိုမိမိရဲ့ရပိုင်ခွင့်တွေနော်ခံစားပိုင်ခွင့်တွေကိုစွန့်ပြီးပြည်သူနဲ့ရက်တည်တဲ့အကိုတို့လိုအမှုပညာရှင်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့အတွက်ကြောင့်ပြည်သူလူထုဟာဒီအမှုပညာရှင်တွေပြည်သူလူထုကိုလွှမ်းမိုးနိုင်တဲ့သူတွေပြောတဲ့စကားလုံးကကျွန်တော်တို့တာမန်အယက်သားတွေပြောတာတည်းပို့ပြီးတော့ပြည်သူလူထုကို ထိရောက်တယ်ဆိုတော့အတွက်ကြောင့်ကျွန်တော်တို့အဲ့လို ပြည်သူလူထုကအမြဲတမ်းစောင့်ကြည့်နေခြင်းခံရတဲ့အမှုပညာရှင်တွေကပြည်သူလူထုအပေါ်မှာအခုဒီနောက်ကာလတွေမှာအစိတ်ကိုနော်ကျွန်တော်တို့စာပေအားဖြင့်နော်အမှုပညာအားဖြင့်ပိတ်ကားပေါ်ကစင်မြင့်ပေါ်ကနေပြီးတော့ပြည်သူလူထုကိုအစိတ်တွေခတ်နေတဲ့အစိတ်ခတ်တဲ့အမှုပညာရှင်တွေကိုအခုအနေနဲ့ဘယ်လိုလေးများဟိုသုံးသပ်ပြီးတော့ပြောချင်ပါတယ်ကိုကောင်းတယ်မြင်ကောင်းပဲအစိတ်ခတ်နေတာကတော့ တိုင်းပြည်ကိုအစိတ်ခတ်နေရတော့အဓိကတော့မအားလားပဲမအားလားနေဆင်းသက်လာတဲ့ကျွန်တော် generation ပြောရမှာပေါ့နော်မအားလားကိုချစ်တဲ့အမှုပညာရှင်တွေပေါ့ဆိုတော့ဘူတလောတော့ကသူတို့ဒီဝါရဖြတ်နေကားလေးတကားကိုရိုက်လိုက်ပါတယ်ပေါ့နော်အဲ့မှာတုံးသွားတဲ့စကယ်လုံးအတုံးလုံးစကယ်လုံးအတုံးလုံးလေဟို အောင်ခိုင်ကြီးဆိုရင်ပေါ့နော်အကယ်ဒမီအောင်ခိုင်ကြီးပေါ့ပြောရရင်တော့ဒါလည်းသူတို့ကစစ်တပ်မိသားစုနဲ့ပတ်သက်နေတဲ့လူတွေကိုပြောချင်းချင်းလေးသူမိမကလည်းစစ်တပ်ဘက်ကသူဆိုသူကလည်းစစ်တပ်ကရောက်ပါဟုပြောတဲ့စကားလုံးအတုံးလုံးတွေကနာကားသွားမယ်အဲ့ဒါတကယ်ပြောနေရတော့တေးဟောဆောင်တာမဟုတ်ဘူးတကယ်ပြောနေတာ အဲ့ဒီနေတော့ပြောရတဲ့စကားရှိပါတယ်။ဘုံထောင်တိုင်းတော်လိုက်မဟုတ်ဘူး။ဒါပြည်သူစိတ်ကတဲ့စကားလုံးနေဗျ။ဘာလို့ဒီဘက်မှာရှိတယ်ကျွန်တော်တို့တော်လိုက်ဘက်ကဘက်တော်သားတွေမသိရင်ကျွန်တော်တို့ကဘုံထောင်ပြီးတော့ဖျက်ဆီးနေတယ်ဆိုတဲ့ပုံစံမျိုးတက်ရအောင်တုံးလုံးတာ။ဒါကပြည်သူကိုစိုက်ဝါထက်ပြီးအစိတ်ခက်တယ်။သူတို့လီမြန်နဲ့ဘုံကျဲနေတာကြတော့ တခွန်းတပါးသားမှမဟုတ်အာပါလဲဆိုသူတို့တုံးတဲ့အတုံးလုံးကကျွန်တော်တို့နာစီခစ်ခါလိုပဲနော်အရန်ကြောက်ဖို့ကောင်းတယ်အရန်ကြောက်ဖို့ကောင်းတယ်ဒီသူအစိတ်ကထက်ခါတလဲလဲဒီစကားမျိုးကိုပြောတာထက်ခါတလဲလဲအဲ့ဒါကသူတို့ကိုယ်တိုင်ပြောတယ်လို့အမှုပညာရှင်တွေကိုတုံးပြီးတော့ပြောခိုင်းတာဗျ အဲ့ဒါအနုပညာရှင်တွေကထပ်ပြီးတော့ပြည်သူကိုအစိတ်ခတ်တယ်သူတို့ကပြည်သူကိုအရင်အစိတ်ခတ်တယ်နော်ဆောင်းဆောင်းမလုံးထွက်ထွက်ပြောနေတာအဲအလကားမဟုတ်ဘူးသူကပြည်သူကိုအစိတ်ခတ်တဲ့စကားလုံးအသုံးနှုံးတွေကိုပြောတာအခုဟိုတနေ့ကပဲပြောရမှာကြားပြန့်ဆိုတော့ကျွန်တော်တို့ကကြားပြန့်တိုက်ဖြည့်ရေးမှာဘလို့ပါညာတကယ်တော့သူကကြားပြန့်ကောင်းဆောင်လေကြားပြန့်မှာကောင်းဆောင်လေသူတို့လက်မခံဒီဒီကြားပြန့်အစိုးရကမရောက်နိုင်ဘူး ပြောရင်တော့ကျွန်တော်2010လောက်တည်းကဒီကြားဖက်ကြီးကစတင်ပြီးဝင်ရောက်လာခဲ့တဲ့ဟာလေအဲအဲ့လိုမျိုးပဲသူအဲ့လိုမျိုးအတုံးတုံးမျိုးသူတပတ်တစ်ခါပြောရင်လည်းပြောမယ်နေစဉ်နဲ့ပြောရင်ပြောမယ်အဲ့တော့အမှုပညာရှင်တွေတုံးတဲ့အခါမှာခုနဆရာပြောသွားသူပေါ့အမှုပညာရှင်တွေရဲ့ပြောတဲ့စကားလုံးအတုံးတုံးကိုပြည်သူကလိုက်ပြီးအတူကိုတာကျွန်တော်တို့ လူရှင်ဟိုတပင်ရုပ်ရှင်တပင်ဂီတရှိတယ်ဗောနော်ဆိုကျွန်တော်တို့ဟိုတော့ဆိုရင်တော့ကျွန်တော်တပောင်းလက်ကလေးတပောင်းလေးရှိတယ်ကလေးစကားသူယူစကားတပင်နေစကားဆိုတော့မထက်ဘာပဲပြောလိုက်တဲ့စကားလုံးကြီးအမှန်တက်တာကလေးတွေကလည်းပါဇက်ကဟိုဟာအုံနောက်ကရှိလို့တော့မဟုတ်ဘူးမထက်ဘာလည်းပြောလိုက်တဲ့အတွက်ကလေးတွေကမှန်လာအဲ့လိုပဲအယူတွေပြောတဲ့စကားလည်းမှန်တက်တယ်တော့အဲ့ အဲ့လိုမျိုးကအမှန်တရားကိုတိလို့ပြောလိုက်တာမဟုတ်ဘူးဗျာဆိုတော့အဲ့ဒီစကားလုံးအတုံးလုံးကိုသူတို့ကယူပြီးတော့မှသူတို့ကဒါကိုပြည်သူတို့ဆိုက်ွားထွက်ဖို့အတွက်ကောင်းကောင်းအမှုပညာရှင်တွေကိုအတုံးချတာအဲ့တော့အမှုပညာရှင်တွေကအတုံးချခံမှန်းသိရဲ့တန်းနဲ့ပြည်သူကိုထပ်ပြီးအစိတ်ခတ်တယ်အဲ့တော့ကျွန်တော်တို့အမှုပညာရှင်တွေတော်တော်များများကား 乡录下的压力样细吧？乡里人的老多想家吧，比如特别多，谁不可怕的种，都如你在家里嘛，东瓜的东冬的啊，比如用几拉哦，老的下的你的，俺那个爸的是没好的，下过好光漏你了，实在也晒哇白了，滴水了。 ြည်သူကလည်းအရင်လိုမအားတော့ဘူးတိတယ်မတိလို့မဟုတ်ဘူးဒါပေမဲ့ပြည်သူကဘာမှမရှိတဲ့ပြည်သူလေလက်နဲ့ကင်တာမဟုတ်ဘူးလက်နဲ့ကင်တာဒင်းတို့လက်နဲ့ကင်ပြီးပြည်သူကိုချိန်ချောက်တယ်လက်နဲ့ကင်ပြီးပြည်သူကိုဒါလောက်ရမယ်လို့ပြောတယ်ပြီးတော့ကျွန်တော်တို့ကပြည်သူကိုမျက်နာမူတာပါလို့စကလုံးအတုံးလုံးမျိုးတွေပြောတာအဲ့ဒါက ပြောရရင်တော့နည်းနည်းရိုင်းမှာပေါ့နော်။ဘာပါဇက်ကနတ်စကားထွက်တာလေပေါ့။ဟုတ်မပြောချင်တော့ပေါ့နော်။အဲ့လိုမျိုးမျိုးကြီးကနတ်စကားထွက်တယ်။စဉ်းစားကြည့်။အဲ့ဒါပါလဲဆိုတော့သူတို့က plan plan ကိုချထားတာနှစ်ပေါင်း60ကျော်90ခုနကကျွန်တော်ပေါ့စီပြောတာကြားလိုက်ပါလေ။ကလုံးစော်တွေအများကြီးဖြစ်လာပဲ။သိကြပါလေဖြစ်လာနေမှာ။အဲ့ဘာကြောင့်လဲဆိုတော့ သူတို့အမှုပညာရှင်တွေထဲမှာဘောမှနေတဲ့အမှုပညာရှင်တွေအကုန်လုံးကတေးကြတဲ့နောက်တစ်ချိန်မှာဂလုံးစိုးတွေပြန်မှာဘာကြောင့်စစ်တပ်နဲ့ပေါင်းပြီးတော့တိုင်းပြည်ကိုဖျက်ဆီးတာလေဘာမှလည်းပြည်သူလွတ်လပ်ခွင့်အခုဒီမိုကရေစီလက်ထက်ရသအစိုးရလက်ထက်မှာနိုင်လွတ်လုံဆိုတဲ့ဥပဒေကိုတိဆောက်ခဲ့တယ်အခုဖျက်ပြစ်တယ်အချိန်မီးတကားခောက်ပြီးတကားရိုက်ချိုးပြီးလာဖမ်းလို့ရတယ် ဆိုအဲ့လိုခါမျိုးတွေကိုသူတို့ကဆက်ပြီးကျူးလွန်နေပါလေအဲ့ဒါကိုကြိုက်တဲ့လူကတော့ကြိုက်တယ်ဘာလို့လဲလူလက်တဆုပ်စာလူတစုကသူတို့ကောင်းစားမှုတွေကြိုက်တာသူတို့စီဝိုင်းဥမွန်လာပြီလို့ပြောတယ်အလကားလျှောက်ပြောတာပြည်သူမှခမင်းနတ်မှန်စားဖို့တော့မင်းလည်းစူးစမ်းရုံးကန်နေရတာစီဝိုင်းဥမွန်လာတာသူတို့သူတို့စီဝါရေးတွေအရသာအစိုးရလက်ထက်မှာသူတို့စီဝါရေးတွေမဟုတ်တာတွေလှုပ်ထားတဲ့ခါကျတော့ဒီဘက်က တေချာစနစ်နဲ့လဲသွားလဲတော့တိုက်ပတ်ပြီးတော့ဘာမှလုပ်မရတော့သူတို့စီးပွားရေးကျဆင်းနေပါညာလျှောက်လို့ပြည်သူစီးပွားရေးဥမော်လာတာမဟုတ်ဘူးသူတို့စီးပွားရေးတွေသူတို့ကိုပိုင်ရဲ့သူတို့ကုမ္ပဏီတွေသူတို့ကိုပိုင်လှုပ်ထားတဲ့ဟာတွေအကုန်လုံးဥမော်လာတာအဲ့လိုမျိုးဖြစ်အောင်လို့ပြည်သူကိုသူတို့ကနိုင်ငံရေးကိုနာစိတ်ဝင်စားအောင်လို့ပဲသူကအမြဲတမ်းအစိတ်ခတ်အဲ့တော့အစိတ်ခတ်တဲ့နေရာမှာသူက ူတို့ကိုယ်တိုင်အစိတ်ခတ်တယ်လို့ပြည်သူကိုအမှုပညာရှင်နဲ့ပေါင်းပြီးအစိတ်ခတ်တာအဲ့ဒီအမှုပညာရှင်တွေကလေအဲ့ဒီအစိတ်ခတ်တဲ့စကားလုံးကိုလိုလိုလားလားပြောတာဗျကျွန်တော်လည်းဘလို့စိတ်နဲ့ပြောလဲဆိုတော့စဉ်းစားလို့မရဘူးလူအခွင့်ရေးသူတို့သူတို့အခွင့်ရေးတွေသူတို့အခွင့်ရေးတွေသူတို့ရဖို့အတွက်ပဲကြိုးစားတယ်လူငယ်တွေပြည်သူလူထုတွေရဲ့အခွင့်အရေးဆိုတာသူတို့ဘာမှမသိဘူး ပြည်သူကတော့သူတို့လက်ခုတ် TV လက်ဝါ TV အားပေးခဲ့တာပြည်သူတွေအကုန်လုံးကပြောရဲဇက်ခုံပေါ်ရောက်ရောက် stage စင်ပေါ်ရောက်ရောက်သူတို့ပြောတယ်စကလုံးအသုံးလုံးတွေကြီးတယ်ပြည်သူကကြွေးတယ်ပြည်သူကမွေးတယ်တားကလေးပါလူရှင်တော်တော်များသုံးတယ်လူရှင်တော်တော်များသုံးတယ်ကျွန်တော်လည်းသုံးဖို့ဘူးလေပြည်သူကလက်ခုတ်တန်းပြည်အားပေးခဲ့လို့ကျွန်တော်တို့ထမင်းနတ်မှန်တာပါပြည်သူကိုကျွန်တော်တို့ကတလေးတစားနဲ့ ပြည်သူကိုဖြောပြတိဆက်ရမယ်အဲဒီညမှာတော့ဖြောပြတိဆက်မှုကတော့ဘာလားညာလားပေါ့နော်ဒီလူရှင်တော်တွေကအာမင်းသမီးကဘလို့ဆိုတော့ပြည်သူကမြောက်စားလို့တောက်ကြွခဲ့တယ်အာအဲ့ဒီလူတွေအကုန်လုံးကအဲ့ပါဇက်ကခုနကျွန်တော်ပြောတဲ့ဟာလိုပဲအဲ့ပါဇက်တွေကအဲ့လိုပြန်ထွက်တာဆိုတော့ပြည်သူကိုပြန်ပြီးအစိတ်ခတ်တာအဲ့ဒီလူတွေအဓိကရှောင်လို့ရတဲ့နီးစနစ်တွေအများကြီးရှိတယ်ဥပမာကျွန်တော်တို့က ဒီလိုရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့သူတို့ကကြီးညာပြီးတကယ်လုပ်တာတော့အဲ့တော့ကျွန်တော်တို့ပြည်သူကလည်းညီဖို့ပဲလိုတယ်ဒီရွေးကောက်ပွဲကိုအေးငါတို့ကမကြိုက်လို့မဲမထက်ဘူးဘာဥရီမှာတရားဆိုလို့မရမဲမထက်ဘာဖြစ်လဲကိုကိုဆန်တာလေမဲယုံမသွားဘူးလို့မသွားရင်ကိုဆန်တာလေအတင်းအဝါကိုလာခေါ်ရင်တော့ဒါသူတို့တရားဥပဒေနဲ့ပြန်အောင်ဆွဲလို့ရတယ် သူတို့ရေးရတဲ့2008ချေဦးထဲမှာတော့မျက်စွဲလို့ရတယ်ချေဦးကကျွန်တော်နိုင်ငံမှာမရှိတော့သူတို့ဒီအစာအစိမ့်ရအလကားပဲစာအစိမ့်ရရက်ခန့်ကမခန့်မိချုပ်လိုက်တော့ဆိုတော့အဲ့ထက်ကဥပဒေနဲ့လုံနေတာမှမဟုတ်တာသူတို့ပါဇက်တဲ့ရှိတဲ့ဥပဒေတွေအကုန်လုံးတယ်ပြီးရင်ခုကျွန်တော်တရားရေးမှန်နိုင်ဆိုတာလည်းမရှိဘူးအဲ့တော့တရားရေးမှန်နိုင်မရှိလို့ဟိုတနေ့ကလည်းခုဆရာပြောတဲ့ပရမဘိုင်းမှာတော့ပေါ့စီကိုမေးတယ်မေးဖို့ရွှေပြည်သားပွဲလို့မရှိတော့တဲ့တက်ကြတာ အနုပညာသမားကိုဒါထင်နေဆိုတော့ပေါ့လေအနုပညာသမားလေမင်းတို့ကငါတို့ခွက်ထဲရည်လေမင်းတို့ငါတို့တုံညွန်းတုံးမယ်မှောက်ချင်မှောက်မယ်သူတို့ကကျွန်တော်တို့အနုပညာသမားတွေကိုအဲ့လိုသဘောထားတာသူတို့ကအနုပညာသမားကိုအစိတ်ခတ်ရုံနဲ့မကောက်ပြည်သူကိုအစိတ်ခတ်ဖို့အတွက်အနုပညာသမားကိုတုံးတယ်ပြီးရင်အနုပညာသမားကိုခြေစေးခွက်လောက်အဆင့်တာ အဲ့ဒါကိုအဲ့ပြည်ထဲမှာကြံနေတဲ့ကျွန်တော်အမှုပညာရှင်တွေအမှုပညာသမားတွေလို့ပြောတဲ့လူတွေကငိမ့်ကန်တာဗျလဲစင်းမိကန်တာဆောအမှုပညာသမားဘောကအမှန်တော့တကယ်သနာဖို့ကောင်းတာဘာမှလည်းမသိဘူးခိုင်းတာလည်းလုပ်ရတယ်ပေးတာလည်းယူရတယ်ပြီးရင်ဘာလုပ်လိုက်ပါဆိုရင်ကကကကကကုန်းနဲ့တက်ပြီးတော့လှုပ်တဲ့အမှုပညာသားပဲတော့ကြီးပဲ အဲ့ဒါတပေမှာလည်းရှိသလိုဂီတမှာလည်းရှိတယ်ရုပ်ရှင်မှာလည်းရှိတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျဆိုရင်တလုံးကိုအလွတ်ချက်ထားတဲ့ကောင်လေးပဲဆိုတော့ကို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 ဖီဒန့်ရှိအောင်မနေခဲ့ရတဲ့ဘဝကြီးကြောင့်ဒီလိုဖြစ်တာအဲ့တော့သူတို့ကျွန်တော်တို့တင်ခဲ့တဲ့စာရှိတယ်ဒါရီချက်စာဖုံးမှာဒါရီပါမှာနော်ဆိုတော့ ကိုယ့်ရဲ့ထွက်ပေါ်လာမယ်ကိုအုံတော့ကထွက်လာမယ်အရာတွေကိုတရားတာမဟုတ်ဘူးလေဒါကြက်ဒါဖြီဆိုတဲ့အရာကြီးကတော့တော်တော်များလွန်းနေဒီကြားထဲမှာဒါတွေမပိုင်ပတ်စံထိုးရည်လားဆံမွဲအောင်လို့ဆိုတော့အဲ့ဒီကနေမှတစင်ဒီအာနာရှင်ရဲ့တင်ရခဲ့တဲ့ပညာနဲ့အသက်ကြီးလာရတယ်ကျွန်တော်တို့အဖေလူအဖေလက်ထက်ဘိုးတွေကကျွန်တော်ဦးလေးတွေလက်ထက် လေကိုကျော်တော်တို့ဒီဘလောက်ဒီအနုပညာသမားကိုအစိတ်ခတ်လဲဆိုတော့အနုပညာသမားလည်းမဟုတ်ဘူးဆိုတော့အနုပညာသမားကိုသူတို့ကလက်ကင်တော့လို့ကြိုးစားတာသူတို့လက်ခုပ်တဲ့ကရေပါပြောချင်တာကတော့သူတို့လုတ်ခိုင်းတိုင်းမလုတ်ဘူးဆိုရင်အဲ့အနုပညာသမားတယောက်ကအမြဲတမ်းထောင်ချရင်ကြမကြရင်အချုပ်ကြချုပ်ကြရင်ကြအချုပ်လို့ပါဥမာကျွန်တော်တို့ဒီ68 90လောက်ပါ 90 98အငိမ့်ပြိုင်ပွဲတွေလှုပ်တဲ့ချိန်မှာကိုမောတို့အီဟောက်ချိုင်ပြန်ခိုင်းတယ်ကိုအီယာတို့ဘာညာအဲ့လိုမျိုးပေါ့နော်တိုင်းနဲ့ပြည်နယ်ပြန်ခိုင်းတော့အလူပြန်သွားတယ်ခင်ဗျားတို့ဒါပဲပြည့်ရမယ်မမရကျွန်တော်ဦးဆန်းဆက်လက်ထက်ပေါ့ဟဲ့ဒီပြက်လုံးပြက်ကြီးပါတယ်သူတို့ပြက်လုံးနားမလဲလူလူရှင်တော်ရဲ့ပြက်လုံးနားမလဲအဲ့တော့ဒီလူရှင်တော်တွေအကုန်လုံးကသူတို့ပေးတဲ့ဟာကိုသူတို့ကြိုက်တဲ့ဟာကိုပြရမယ်အဲ့ခွင်လုံးအဲ့ခွင်မလုံးနဲ့ လူရှင်တော်တွေလူရှင်တော်ဆိုတာကဟုတ်တာကိုရည်စရာဖြစ်အောင်ပြောရတာမဟုတ်တာကိုလည်းရည်စရာဖြစ်အောင်ပြောရတာဆိုကျွန်တော်တို့ကမှတ်သားလောက်အောင်ရည်စရာဖြစ်အောင်ပြောရတာလေမှတ်သားရမယ်ဟာကိုဟာတာနဲ့မှတ်မှတ်မိလွယ်အောင်ပြောရတယ်ပညာရက်လေဆိုအဲ့ဒီပုံမှာဘာဖြစ်လဲဆိုတော့တို့အဲ့ဒါကိုတည်တည်ဆိုအာနာရှင်ရဲ့ သုံးတဲ့အတုံးတကယ်ကိုနော်တကယ်တကယ်အကွက်ကြတယ်ဆိုတော့ပြောပြတာပြည်သူလူထုကခဏခဏဟိုအာနာသိနေအများနဲ့ချင်းတဲ့ခံရတဲ့ဘဝတွေခုနကဆရာပြောသလိုပေါ့ရက်ွက်တယ်မှာတီးလုံးတယ်ဒီရက်ွက်တယ်ကိုပွဲလာပြီဆိုတော့လေအဲ့ပွဲတန်လေးကတီးလုံးတယ်လေးနားထောင်ရရင်ထဲမှာအေးချမ်းအော်ငါတို့ဒါလေးက delay ပါလားဆနလာယာဒီမှာယာဒီအလိုက်ပွဲဟာစုံးနေတာပဲကျွန်တော်ကျွန်တော်နိုင်ရမှာလေး ဆနလရာသီရှိတယ်အဲဆနလရာသီမှာဆနလရာသီလုံးပွဲကြီးတယ်ဆိုကျွန်တော်နိုင်ငံတော့အပျော်အပါတအားပေါ်တယ်နေသူများနိုင်ငံတော်တော့မဟုတ်ဘူးအရန်လွတ်လာတယ်ဘာလို့လွတ်လာလဲပွဲလို့ပဲသွားတယ်စိတ်ရှိုးရောက်ပြီဆိုဇာတ်ပင်ဥမာစိတ်ရှိုးပွဲပဲဖြစ်ဇာတ်ပင်ပွဲစတေရှိုးအာဟေးလာဝါလာကာလာမထိုးကြတိကြရန်နေဖြစ်ကြသူများနိုင်ငံတော်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်ပဲဒါပေမဲ့သူတို့ကဥပဒေရှိတယ်ဗျာ ျွန်တော်နိုင်ငံမှာဥပဒေမရှိဘူးဆိုအနုပညာသမားကိုလည်းစော်ကားခြင်းနဲ့စော်ကားလို့ရတယ်ဆိုအနုပညာသမားအဲ့ဒါဘာကြောင့်လဲဆိုတော့သူတို့ကဟိုတုန်းလေကဒီအနုပညာသမားတွေအကုန်လုံးကငါတို့ခိုင်းဖက်ဖြစ်ရမယ်ဆိုတဲ့အတွင်းနဲ့တခါတည်းထဲ့တာပဲငါတို့ခိုင်းတာလောက်ပါငါတို့ပေးတာယူရမယ်ငါတို့ပေးတဲ့အခွင့်အရေးကိုမင်းတို့ယူအဲ့ဒါမှမင်းတို့ဒီဟာငါတို့ရှိနေဆိုရင်မင်းတို့လုံးဝ AC နေလို့ရမယ် ANC မင်းတို့အလုပ်လုပ်ရမယ်ဆိုပြီးဟာလေးကိုသူကတွဲလိုက်တွဲလိုက်ပြီးတော့မှတဆင့်အာငါတို့ကဒါလုံးမယ်နော်အဲ့တော့မင်းတို့ပြီးအောင်လုပ်ဆိုတော့ချက်နဲ့ချက်နဲ့ချက်နဲ့လုပ်တဲ့အတွက်အမှုပညာသမားတွေခမရမှာလေမလုတ်ချင်မဲနဲ့လုတ်ရတဲ့အရာရှိလို့လုတ်ချင်လို့လုတ်ရတဲ့အရာတွေအများကြီးပဲလုတ်ချင်တဲ့ကောင်တွေခုခုနကကျွန်တော်ပြောတော့ကိုနေအောင်လို့ပါလို့ဆိုခုနကတော့နေလုတ်ချင်လို့လုတ်တာဒါကတော့လုတ်ချင်လို့အောင်ခိုင်တို့လုတ်ချင်လို့လုတ်တာ ။ဘာဖြစ်လို့လဲသူပြည်သူကိုအစိတ်ခံမယ်လေ။စိတ်ခံမဲ့ဟာဒါသူတောင်းတယ်။သူစိတ်ခံပါမယ်။နာကာသွားမယ်လို့။အဲ့စကလုံးအတုံးလုံးနေအလုံးတုံးသွားတဲ့အတုံးလုံးနေပြည်သူကိုတကယ်အစိတ်ကတ်တဲ့အမှုပညာသမားတွေရှိနေတယ်ကပြည်သူနားယောင်သွားမှာပဲဆိုရင်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူကနားမယောင်ပါဘူး။ဘာကြောင့်လဲဆိုတော့ငါးနှစ်တာအယတားကာလအစိုးရငါးနှစ်တာကာလမှာမျက်စိပွတ်နားပွတ်အကုန်လုံးပွင့်လာခဲ့ဖြစ်တဲ့အတွက် ဒါကြောင့်မို့2021တော်လန်ရေးစတင်ပေါ်ပေါက်လာတဲ့ချိန်မှာပြည်သူကကျွန်တော်တို့ဒီတော်လန်ရေးကိုတခဲနဲ့အားပေးခဲ့ကြတယ်တခဲနဲ့လိုက်လိုက်လေးလေးကြိုဆိုခဲ့ကြတယ်အခု9နှစ်တာကာလပြည့်တော့မယ်အဲ့ဒီအချိန်အခုချိန်ဒီအားကျူးမှန်တဲ့နဲ့အားထောက်ပြီးပြည်သူကကျွန်တော်တို့တော်လန်ရေးပေါ်တယ်အားပေးခဲ့ကြပါတယ်အဲ့တော့အမှုပညာရှင်တွေဖြစ်တဲ့အစိတ်ခတ်သောအမှုပညာရှင်တွေဒီ ြည်သူမုန်းရင်ဘာနဲ့မှ ပြန်ဆယ်လို့မရပါဘူးပြည်သူချင်းခမားတို့အတွက်ကကြိုက်တဲ့အိမ်မှာထမင်းစားလို့ရပါတယ်ပြည်သူမုန်းရင်ရေတစ်ခွက်တော့ခမားတို့တောင်းတလို့ရမယ်လို့မထင်ပါနဲ့လို့ကျွန်တော်ဒီစကားလေးလက်ဆောင်ပေးပြသည်ဗျာ